ားလုံးပဲမင်္ဂလာပါဗျ။ဒီကနေ့တော့ကျွန်တော်တခြားအကြောင်းအရာလေးပြောချင်လို့တော့မဟုတ်ပါဘူးကျွန်တော် YouTube channel လေးနဲ့ပတ်သက်တာလေးတွေအတိပေးစရာလေးရှိလို့ပေါ့နော်အဲခဏလေးပါအော်ဒီမှာအခုမြင်တွေ့နေရတဲ့ဒီ official ဆရာကြီးဆိုတဲ့ YouTube channel ကကျွန်တော်လွန်ခဲ့တဲ့3နှစ်ကျော်4နှစ်လောက်တည်းရပါတော့ကျွန်တော် video လေးတွေစဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့အဲကျွန်တော်ရဲ့ YouTube channel လေးပေါ့နော်အဲ channel လေးကို ဒါအခုဘယ်လောက်လဲ 231k ပေါ့နော် subscriber နှစ်သိန်းကျော်ပေါ့ဟုတ်ဗီဒီယိုအပုတ်ပေါင်းလဲ350ကျော်ပြီပေါ့နော်ဟောအဲ့ဒီဗီဒီယိုအပုတ်ချင်းစီတိုင်းကိုကြည့်ရှုပေးနေကြရလူချင်းမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်တကယ်ကိုအနှွံ့ညွတ်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီ channel လေးမှာကကျွန်တော်ကအမြဲတမ်းတရက်ကိုဗီဒီယိုလေးတစ်ပုတ်ပဲတင်ဆက်ပေးရပါတော့နော်မြန်မာစံတော်ချိန်အခုနောက်ပိုင်းဆိုရင်ကျွန်တော်9:45လောက်မှာ တင်ဆက်ပေးရပါတော့အဲ့လိုပရလောကဇလံလေးတွေဂမိယစံကျဲဖြစ်ရစံကျဲဇလံလေးတွေကိုကျွန်တော်တင်ဆက်ပေးတယ်ဒါပေမဲ့တချို့တွေကကြတော့ကျွန်တော်တရက်တပုတ်လောက်ပဲနားထောင်ရအားမရဘူးပေါ့နော်အဲ့တော့ကျွန်တော်အခုနောက်ပိုင်းကျတော့ကျွန်တော်ရဲ့ဒုတိယ channel လေးဖြစ်တဲ့ဒီမှာ ပြပါမယ်။အခုမြင်နေတဲ့ဒီ Amara Entertainment ဆိုတဲ့ channel လေးပေါ့ဒီ YouTube channel လေးကကျွန်တော်ဒုတိယမြောက် channel လေးအဲ့ဒီ channel လေးမှာကျွန်တော်အခုနောက်ပိုင်းကိုအဲ့လိုကျွန်တော်ဇက်လန်လေးတွေတပုတ်ချင်းနားထောင်ရတာကိုအားမရအောင်ဆိုတဲ့သူတွေအတွက်ကျွန်တော်ဒီဘက် channel မှာလည်း video အစ်စ်လေးတွေနေ့တိုင်းပေါ့နော်တင်ဆက်ပေးရဆိုတဲ့အကြောင်းလေးကိုလာပြောတာပါ။ဒီမှာတော့ကျွန်တော်မြန်မာစံတော်ချိန်9နာရီဆိုလို့ရှိရင်တင်ပေးတယ်ပေါ့နော်။ကျွန်တော်ည9နာရီဆိုတာနဲ့ဒီဘက်မှာလည်း Paralogic ဇက်လန်လေးပုံမှန်တင်ပေးတယ်။ ဆိုတော့ဒီ Amara Entertainment က Facebook page လည်းရှိပါတယ်အခုဒီမှာမြင်နေရတဲ့ဥစ္စာဒီက follower တော့တိတ်မရှိပါဘူး 10k ပေါ့နော် 10k ဟုတ်အာကျွန်တော်ဒီမှာဆိုလဲဗီဒီယိုလေးပုံမှန်တင်ပေးရဒီမှာလဲလာပြီးတော့နားဆင်လို့ရပါတယ်အဲဒီ YouTube channel လေး Amara Entertainment ဆိုတဲ့ YouTube channel လေးကိုလည်း YouTube မှာရိုက်ရှာပြီးတော့ subscribe လေးလုပ်ပေးထားပါလို့ကျွန်တော်ဒီမှာလဲပုံမှန် paralog ဇလန်လေးခမီးရစံချက်ဖြစ်စံချက်အဲအကြောင်းအရာလေးတွေကိုကျွန်တော်တင်ဆက်ပေးပါတယ်ကျွန်တော် official ဆရာကြီးကိုအားပေးမြဲဖြစ်တဲ့ချစ်လားစွာသောပရိသတ်တွေအားလုံးလဲဆက်လက်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်ဒုတိယ channel အမရာ entertainment လေးကိုလဲဆက်ပြီးတော့အားပေးပါအောင်လို့အဲ့ဒါလေးလာပြောတာပါအားလုံးကျေးဇူးတင်ပါတယ်ဗျစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ကျွန်တော်တို့အရင်လိုမျိုးပျော်ရွှင်လွတ်လပ်တဲ့ဘဝတွေကိုအမြဲတမ်းပြန်လည်ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျ